မင်္ဂလာပါအင်္ဂလိပ်လိုကောင်းကောင်းပြောရဖို့ဒီလိုစကားစုလေးလေ့လာကြည့်အောင်နံပါတ်1 look after ကြည့်ရှုစောင့်ရှောက်တာကိုပြောတာအဲ့တော့ look နဲ့ပတ်သက်ပြီးတော့လည်းတခန်းပြတင်ထားရှိရဲ့ look အသုံးနှုန်းတွေအများကြီးရှိရဲ့အဲ့မှာသွားပြီးလေ့လာကြည့်ပါနော်နောက်တစ်ခု look for ရှာဖွေတာကိုပြောတာနောက်တစ်ခု last month ပြီးခဲ့တဲ့လကတဲ့အဲ့တော့ change သွားလို့ရတယ် last year ပြီးခဲ့တဲ့နှစ်ကပေါ့နော်နောက်တစ်ခု for example ဥပမာအဖြစ်နဲ့ နောက်တစ်ခု lunch box သမင်းညိုင်ကိုပြောတာနောက်တစ်ခု loose health ကျန်းမာရေးမကောင်းတာကိုပြောတာ loose နဲ့ပတ်သက်ပြီးရောလေအတုံးလုံးတွေအများကြီးရှိတယ်အဲ့မှာလေတခန်းပြတင်တာရှိရယ်သွားလေ့လာကြည့်ပါနော်နောက်တစ်ခု if so အဲ့ဒါဆိုရင်နောက်တစ်ခု part time အချိန်ပိုင်းကိုပြောတာနောက်တစ်ခု in fact အမှန်တကယ်တော့တဲ့နောက်တစ်ခု in short လိုရင်းလို့ပြောတာနောက်တစ်ခု make friend မိတ်ဆွေဖွဲ့တာတကယ်ချင်းဖြစ်တယ်မိတ်ဆွေဖြစ်တယ်ပေါ့ နောက်တစ်ခု first class ပထမတန်းစားလို့ပြောတာနောက်တစ်ခု right. living room အဲကန်လို့ပြောတာနောက်တစ်ခု right. dress up ဝတ်စားစရင်အောင်ပြောတာနောက်တစ်ခု right. soft drink aid, strong drink yediwa အရက်တွေပါပြောတာနောက်တစ်ခု petrol station shops right. တက်စီဆိုင်ကိုပြောတာနောက်တစ်ခုပေါင် bon shop ဆိုတော့အပေါင်းဆိုင်ပေါ့နောက်တစ် right. time table အချိန်စရာတဲ့နောက် look, look at time data center ကြီး ငါ travel diary ရေးသွားမှတ်တမ်းလို့ပြောတာနောက်တော့ plain tea လက်ဖက်ရည်ချမ်းရင်းနှီးချမ်းစသဖြင့်နောက်တော့ is a psych book နေခြင်းကစာအုပ်တဲ့နောက်တော့ past list အောင်စင်းလို့ပြောတာနောက် circular road မြို့ပဲလမ်းပေါ့နော် circular train မြို့ပဲမြေထားနောက်တော့ next year နောက်နှစ် next month နောက်လ next day နောက်နှစ်စသဖြင့် change သွားလို့ရတယ်ဒါလေးရကျွန်တော်တို့ နေစဉ်သုံးစကားစုလေးတွေပါဒါလေးလေးလေ့လာထားဖို့